အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ဆရာမခတ်မာရေးသားထားတဲ့မှုံဝေတီညချမ်းဆိုတဲ့ဝတ္ထုတော်လေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်ကျမနဲ့တူ နားဆင်ခံစားကြပါရှင်မှုံဝေတီညချမ်း စည်းစာကပြုံးနေသည်ဤသောဟွာသောပြာသောတိမ်အုပ်တွေရောရှက်နေသည်ကောင်းကင်နောက်ခံမှာရွာကလေးကတက်ဝင်လှုပ်ရှားနေသည်ရွာရန်ရှိလမ်းမတစ်လျှောက်ဥတ္တဟိုသွားကြလာကြသူတွေမြမြဆင်း၍ငင်းငိမ့်စီးနေသောချောင်းရိုးတစ်လျှောက်မှာရောချောင်းကန်းစက်မှာရောလေလော့သူ ရေခက်သူ ရေချိုးသူစည်းစာလှကိုခန်းစားသူတွေနဲ့စီစီဝေဝေရှိနေသည်နှွဲ့ကြီးကအကိုကြီးကိုမျှော်ရင်း အင်းရှိတာလမ်းမပေါ်ထွက်ခဲ့သည်လမ်းမ၏အရှိဘက်ချမ်းရှိအင်းရှိတွေမှာဆွန်းလောင်းဖို့တိုင်ကလေးတချို့စိုက်ထူပြီးကြပြီတချို့ကတော့စိုက်ထူနေကြဆဲဖြစ်၏ချောင်းရိုးပေရွာစဉ်တစ်လျှောက်အန်နီယကင်းလှဲ့လဲမြေနှစ်ကျိတ်ရှိစုကုန်သောစင်နုရော်တွေကိုကက်လူပူဇော်ဖို့ဝိထုပစ္စည်းတွေပြင်ဆင်သူကပြင်ဆင်နေလောက်ပြီနွဲ့ကြီးကတော့ဆွန်းဆန်စိန်လောင်းဖို့စိတ်ကူးပြီးနေလေတဲ့ကဆန်ရွေးထားသည် စွန်တွက်ဖွေဖွေဤဤပေါ်ဆန်းမွေးဆန်လေးလောင်းဖို့အဖေလှုပ်လှုပ်ရာဆန်ဆက်စီမှာရန်စိတ်ကူးပေမဲ့တခြားလောင်းလူတွေကပေါ်ဆန်းမွေးကြီးလောင်းမှာမဟုတ်တက်နိုင်သမျှလောင်းလူရမှာမဟုတ်ဆန်ချမ်းတွေလုံးဒီတွေလည်းပါလိမ့်မည်ဒါတော့ပေါ်ဆန်းမွေးလောင်းလေတခြားဆန်ချမ်းတွေနဲ့ရောထွေးသွားမှာမဟုတ်ရွှေဝါထွန်းဆန်ဖွေဖွေကလေးကိုပဲလောင်းလို့ရောမည်ဟုဆုံးဖြတ်လိုက်၏ကောင်းရင်မှမအေးပုံကတော့ဖျောင်းနိုင်လူမည်ဟုပြောသည် မဆူကအမွှေးတိုင်းဒေါ်မမွှေးက လက်ကင်ဘဝဖြန့်ခင်းထားသောလင်မန်းလေးကိုငါးမုတ်စေလေးတွေ20စီစီထည့်နေသည်ဖះတဆူဤနောက်မှာစွန်းငန်တပိတ်တလုံးကက်လျက်လိုက်လာသူမို့ဖះ28စုအတွက်တပိတ်28လုံးပါလာမည်ဖះတဆူတပိတ်တလုံးအိုးစီဝိုင်းဒုဘဝိုင်းတွေနဲ့ဝိယုစင်ဖွဲ့တွင်နှင့်စီကားစွာလှုပ်ပွဲတစ်ခုခုကက်လို့ရသည်ကဂျင်းလူစီအားလဲကောင်းသည်ရှယ်ယွန်ရင်ဖိုးစီအားလဲကောင်းသည် ဖះလှဲလိုက်သည်။ဖះပင်ဆောင်လာသူတပိတ်ကင်သူတွေကရွာမှယောက်ျားပြိုအများစုပင်ကိုဝါရိုင်နှစ်တိုင်ကိုတလန်ကွာလောက်စီဆိုင်အလေကကန့်လန့်ပြက်ဝါရိုင်တတိုင်ကိုကက်ချီရတာဘာမှမခက်ခဲပေမဲ့အကိုကြီးလောက်တာက ပိုတတိချာချာရှိလိမ့်မည်မို့အကိုကြီးပြန်လာကိုစောင့်နေမိသည်မြေကြီးပေါ်ထောင်ထားသောဝါရိုင်နှစ်တိုင်မှာကက်ချီဖို့အုံလက်ကလေးဖြစ်ဖြစ်ရွက်လာပန်းဂိုင်းကလေးဖြစ်ဖြစ်ရှာရအောင်မည် စည်းစာရောင်ကြည့်သည်အတော်လေးရော့သွားသည်ထိအကိုကြီးကပြန်မလာသေးပါ ငားရီအမိကောင်းနေလို့ပဲ ပြန်မလာတာလားငားမရလို့ပဲဇွဲအားတန်နေတာလားတော့မသိပြီမနက်စာထမင်းစားပြီးစေနိုင်ကြကြောလောက်ခရေကကွန်ပြည့်ဆင်းသွားခဲ့တာခုလောက်ဆို ပြန်ရောက်တင်ပြီပဲဆောင်းဝင်စားရေကြည်ချိန်မို့ဒီအချိန်ကွန်ရက်ထဲမှာပစွန်ကြာယူကလေးတွေငစင်ရိုင်းကြော်ရှည်တွေငနုတန်တွေမြများမိတဲ့တီး အခုချိန်မှာတော့ငါပဲရရပစုံမဲရရဈေးကောင်းနေတဲ့ချိန်မို့အကိုကြီးလောဘတက်နေတာဖြစ်မှာပါပဲအဖေကတော့ညနေတော်ဆောင်မှဆန်ဆက်ကပြန်လာတဲ့တီမို့မမျောတော့မိုးကလည်းချုပ်ခံနေပြီမို့ကို့ဘာသာပဲစွန်လောင်းတိုင်းဆိုင်လိုက်တော်မြီဖေယားကညနေ6နာရီမှချောင်းတစ်ဖက်ကမ်းမှစတင်လှည့်လည်၍ဒီဘက်ကမ်းကိုကူးပြီးရွာဦးကျောင်းကိုပြန်ဝင်ရမြီရွာထဲမှာဖေယားလှည့်လိုက်သူတွေကို စရုဒီတာကျွေးသူတွေကဟိုတစုဒီတစုမို့ဒီအိနာကိုတော့ည၈နာရီကြောလောက်မှရောက်လာမှာပါပဲ။နေကင်ကစပလုံးရွေးထားသောဆံကိုဇလုံးထဲထည့်လိုက်ပြီးဆံမျက်နှာပြင်ကိုတည်တက်သွားအောင်ညှိ၍ဒန်စွန်ကြီးတစွန်းပါအသင်တက်ထားလိုက်သည်။စွန်းလောင်းနေစဉ်ပခုံးမော်တင်မို့ယောဂီတပတ်အညိုရောင်လေးကိုပါအစင်းအသင်လွှာထားလိုက်၏။အပြင်ဘက်မှာနေရောင်ပျောက်ကွယ်သွားပြီဖြစ်သဖြင့်မမှောင်သေးပြီ။ ကျေးလက်စည်းစာ၏ညနေခင်းသည်လှုပ်ရှားအသက်ဝင်နေစေဖြစ်၏စည်းစာရဲနေဝင်နေစဉ်အကိုကြီးက ရေရွေရွှဲရွှဲဆိုလျက်ပိုက်ကွန်ကိုပခုံးမော်ထမ်းပြီးအင်ကောင်းရဲမှအင်ရှိပဲစီပက်ပြီးထွက်လာသည်ဟောအကိုကြီးပြန်လာပြီကျမဆုံးလောင်းနိုင်စိုက်ဖို့စောင့်နေတာကွန်လန်းတဲ့တိုင်မှာကွန်ကိုဖြန့်လန်းရင် အကိုကြီးကအေးဟုဒုံတိစွာတုတ်ပြန်သည်ထာဝရစဉ်အေးဆက်တင်းမာနေတဲ့တော့အကိုကြီးမျက်နှာက နေ့စဉ်ကွန်ပစ်ဆင်းနေရ၍နေလောင်သောကြောင့်လည်းမဲပြားနေပြန်သည် စကားကိုနေပါလွန်လှစွာပြောပြီးစိတ်ကလည်းတိုရလွန်းသူမို့နှွဲ့ကြည်စကားမဆက်ဝင်တော့ပါကွန်လီပိတ်ကင်လိုက်ဖို့ငှားလိုက်သည့်ကောင်လေးကလော်ရက်နှစ်ချောင်းထန်ပြေးတက်လာချိန်မှာအမေကငါးထည့်ရန်တံမုံတစ်ပုံးဆွဲ၍အိမ်နောက်ဖွေးဘက်ချောင်းထဲလှေရှိရာဆင်းသွား၏ပိုက်ကွန်ကိုတရူတရဖြန့်လှမ်းနေသောကိုကြီးကို ဆုံးလောင်းတိုင်းစိုက်ဖို့နောက်ထပ်သတိပေးစကားမစဝွန်တော်တာမို့လိုအပ်မည်ထင်သောပစ္စည်းများကိုသာ အကိုကြီးမြင်သာသောနေရာတွင်စုထားလိုက်သည်မြေကြီးကိုကျဉ်တူးဖို့တူရင်တစ်ချောင်းဝက်လုံးရှည်နှလုံးဝက်လုံးတွေကိုခုတ်ဖြတ်ဖို့ဓမ္မတစ်ချောင်းနှင့်နှီးစာတစ်စီအုံညွန့်လေးတွေကိုတော့အကိုကြီးတိုင်းဆိုင်ပြီးတော့မှကို့ဘာသာပင်စိုက်ချီလိုက်တော်မူအကိုကြီးထမင်းစားပြီးမှအတိုင်ကိုစားဆိုင်၏တိုင်းဆိုင်ပြီးတော့မှောင်စာပြိုနေပြီ။ ဖျားလှဲလိုက်မြေယောက်ျားသားလူကြီးလူငယ်တွေကတယောက်ထဲရော200တရွေ300တရွေစီပါရွာဦးเจ้าစီသွားနေကြပြီသူတို့ကဝေကောင်းစားလာတွေဝတ်ထားကြ၏တည်းရဲ့ဆိုရွာလေကဥဟုတ်စွမ်းကုံဆုံဆိုင်မှာဒေါနာပေါနာဒုတ်ကလေးတွေအယောင်းတွန်နေလိမ့်မည်ဖျားလှဲလိုက်မြေကောင်းလေးတွေရောစွန်းလောင်းမြေကောင်းမလေးတွေပါဒေါနာမျက်နှာချေအဖွေးသားနှင့်ဆူရဲသောပေါန်တာနှင့်မွှေးအီစွာရှိနေလိမ့်မည် ကိုရက်ကွက်ကိုပိုင်းမှာစတုဒေတာအကျွေးမွေးရှိလျင်တော့ကောင်းကလေးနှင့်ကောင်းမလေးတွေစုံစည်းချိန်မြတ်များပူရသည်ပေါ့ဖះလှဲလိုက်တော့ကောင်းလေးတွေထဲမှာကိုကြီးစားပါလျင်ဒါမှမဟုတ်ဘာလိုလိုဖြစ်နေသူပါလျင်ကောင်းမလေးတွေကဘဲသားဆံပြုတ်ထည့်ပေးရင် အုံသေးတာကိုလိုက်ထည့်ပေးရင် စကားတခွန်းစာနှခွန်းစာပြောနိုင်သည်ကိုကြည့်ပြူသူကိုဘဲသားဘက်ကလေးရွေးထည့်ပေးရင် အုံသေးဘက်မြတ်များလေးရွေးခတ်ပေးရင် ရှက်ပြုံးချူချူမျက်လုံးဆူဆူတွေနဲ့အကြည့်ဖလဲနိုင်သည်။အုံလန့်အဖျားခိုင်းကလေးနှစ်ခုကို တိုင်တစ်ဖက်တစ်ချက်စီတွင်နှီးချိုးဖြင့်ကချီနေရင်းနှွဲ့ကြည့်ပြုံးမိ၏။မနစ်ကဒီချိန်နှစ်ကြိမ်ရှိစုဖျားလှဲကို တရိယာသွား၍ဖြစ်သည်။မနစ်ကဖျားလှဲသည် သူမ၏ရင်ခုန်မှုတွေကို အပြင်းထန်ဆုံးမြည်ဟီးစေခဲ့ရာအချိန်ဖြစ်သည်။မနစ်ကနှွဲ့ကြည့်တို့ရွာတကြီးဝိုင်းသားတွေဆိုပြီးဖျားလှဲလိုက်သူတွေကိုကောင်းငင်မောင်းကြွေးသည် မိမပြိုတွေကဖះလှဲလိုက်သူတွေနဲ့ရွာထဲမှာလာစားသူတွေကိုအဲ့ခံကြွေးမွေးရ၏။နှွေကြီးမှတ်မိနေပါသေးသည်။ထိုနေ့ကသူမသည်ပန်းရောင်ရှန်သားအင်ကြီးလက်တူကလေးဝတ်ထားသည်။အမေပါတိတ်တပတ်နွမ်းအနီပွင့်ကြီးနှင့်ကြောလေခန့်သပင်ရှိကိုကျစ်ဆန်နှစ်ဖက်ခွဲစီထားရ၏။နှက်မောင်တန်ဆွမ်းသောသပင်တွေကိုအုံးစီလိမ့်ပြီးတသက်ရရဖီးတင်စီနောင်ထား၍နှက်ပြောင်ပြီးလက်လက်ထနေလိမ့်မည်။ မျက်နှာမှာတော့ထုံးစံအတိုင်းချို့ရဲမွှေးဤ၍အနီရောင်ကြကြဆွဲထားသောဒေါနမျက်နှာချေအဖွေသားနှင်ပေါ်ရွာလေလန်းဝါနှင့်ကက်လျက်သားစပွဲဝိုင်းမှာအလေတိုင်းလိုက်ပြီးကောင်းကျင်းမောင်းပကံကုန်နေ၍အသည့်ထပ်ဖြစ်ပေးဖို့အသွာစူရဲသောမျက်ဝန်းတွင်နှင့်စုံလိုက်ရခြင်းဖြစ်သည်ထိုမျက်ဝန်းပိုင်ရှင်သည်ကောင်းကျင်းမောင်းကို တမြုံမြုံဝါရင်းစပွဲထိတ်မှဆောင်းကြောင်ထိုင်ကသူမကိုဆူဆိုင်ကြည့်နေခြင်းဖြစ်သည် ူမ၏ခြေလန်းတွေယုတ်ချီးနှေးသွား၏ရင်တွေတတိုင်းတိုင်းခုန်ခဲ့ရသည်ဒူးတွေပင်တဆက်ဆက်တုန်ကျင်လာသလိုလိုလက်ထဲမှာကောင်းကျင်းမောင်းပကံကို ထိုးစပွဲစီသွားချဖို့အတွက်ထိုးစပွဲစီဆောင်းခဲ့ကြည်ရပြန်၏ဟင်သူ့ကြည်မဖယ်သေးပါလားအဲ့ဒီစပွဲစီမသွားဝင်တော့ပါအနားမှာရှိနေသည့်တင်လေးကိုထိုးစပွဲမှာသွားချပေးဖို့ကောင်းကျင်းမောင်းပကံကိုလက်လွှဲပေးလိုက်မြည်စင်စားပေမဲ့ သူမအဲ့ဒီစပွဲကိုသွားကျင်တယ်လို့လို့ဖြစ်နေပြန်တာကြောင့်ဆိုင်းငံ့ထားလိုက်သည် ထိုစပွဲစီရင်ခုန်လှုပ်ရှားစွာရှောက်သွားရင် မပွင့်တပွင့်အပြုံးလေးနဲ့ဆူဆူရှာရှာမျက်လုံးတွေကိုမဝင်မရဲလေးလှန်၍တစ်ချက်လောက်ဖြစ်ဖြစ်ကြည့်လိုက်ချင်းသည်ဒီလူကိုတရွာရဲသားချင်းမို့မြင်ဘူးတွေ့ဘူးနေတာတော့ကြားပြီးဖြစ်ပေမဲ့သူမကိုစိတ်ဝင်စားနေမှန်းတော့အသေးချာမသိခဲ့ပါညနေဆောင်ရွာထဲမှာကလာသားတွေလမ်းလျှောက်ဆူ အင်းရှိအရာသချင်းတွေစောင်းမြောင်းဆိုသွားတတ်ကြပင်မယ်။ဒါကာလာသားတဘာဝပဲဟူသားတွေ့ခဲ့သည်။တာမန်ပဲပေါ့။အခုတော့ဒေမြဝန်းတွေကတာမန်မဟုတ်ကြောင်းသတိခံနေပြီ။ရင်ခုန်ချင်းတွေကိုစူးစမ်းထိန်းသိမ်း၍ဇပွဲစီသွားကဇပွဲလေကိုပကံများချပြီးခေါင်းပြန်မှတ်တိုးညင်းချူသားတော်သူတန်ကြောင့်လူကစက်ခနဲ့တုံသွားရသည်။လှလိုက်တာ၄သူ့ကိုမျက်လုံးဝင်းကြည့်ပြီး စပွဲဝိုင်းထဲမှလူတွေကိုမျက်လုံးဝင်ကြည့်၏သူမှလွဲ၍အားလုံးသည်အသည့်ရောက်လာသောပုဂံထဲမှကောင်းကျင်းပေါင်းတွေကိုသာအာယုံဆိုင်နေကြ၏သူနှင့်မျက်လုံးချင်းဖြက်ခနဲဆုံမှပင်ခြာခနဲလှဲ့၍ထိုစပွဲနှင့်ဝေးရာအမောင်ရိပ်စီတိုးဝင်ခဲ့၏စက်သိန်းတွေဖြန်းခြင်းသည်ရင်ခုန်တန်ကိုငြိမ်အောင်ကြိုးစားရသည်ဖျားဖျားရင်တွေခုန်လွန်လိုက်တာရှက်စရာကြီးဟုအထက်ထက်တွေးမိ၏ဟဲ့နှွေကြီး ဘာလုပ်နေတာလဲဟဲ့ဖောင်ထဲမှာစပွဲတွေလိုက်ကြည့်လीတငယ်ချင်းတင်လေးဤစကားသံကြားမှာအေးပါဟိုလုံချီပြင်ဝင့်နေလို့ပါဟဲ့ဟိုထစ်အားတုံရင်စွာတုံပြန်ခဲ့ရသည်ဇလန်းကဒီမှာစားခဲ့သည်နောက်ပိုင်းတော့တင်လေးမှတဆင်ရောက်လာသောစားကလေးတွေကိုနေကင်းကြောင်တောင်ခြံောင်ထဲမှာခိုးဖက်ရင်းជីနူးရှက်ဖို့ခဲ့ရမှုတွေကမရေတွက်နိုင်တော့သူကစာတင်ကြောင်မတက်ခဲ့ရပေမဲ့ စာရေးတော့အကောင်းသားလက်ရေးကလည်းအလှသားသုံးနှန်းထီစာသင်ကျောင်းတက်ပြီးအိမ်လုပ်ကူဖို့ကြောင်းထွက်ခဲ့ရတော့အနှဲ့ကျင်းနှင်းစာလျင်အပုံကြီးသာသဘောဒီညာဆိုတစ်နှစ်ပြည့်ပြီရင်ခုန်တန်းခြင်းမျက်လုံးချင်းစုံစည်းဖလဲရညာပေါ်ဒီနေ့ညာချောင်းဝပိုင်းကတာကိုတိုင်လိမ့်မည်သူကတော့ဖះလှဲလိုက်မှကျင်းသေးပါပဲလူချင်းမတွေ့တာကလည်းကြာစာချင်းလည်းဆက်သွဲပြက် အောင်သွဲတော်တင်ကြီးကလည်းမြို့ကသူ့တော်ရင်သွားနေတာကြားလာပေါ်မနေ့ကလိုဖျားလှဲလိုက်ရင်တာကူစိတောက်ရင် ချောင်းဝပိုင်းကကောင်းမလေးတယောက်ယောက်ကိုများသူဆူဆူရဲရဲကြည်နေအောင်မီလားအဲ့ဒီပိုင်းကကောင်းမလေးတွေက ခလှလှခရဲရဲလေးတွေဟွန်းအဲ့ဒီလိုတရင်ကြလို့ကတော့အတိပဲပေါ့လေဒါပေမဲ့သူကအဲ့ဒီလိုတော့လုံမှာမဟုတ်ပါဘူးသူ့ကိုယုံကြည်တယ် သူကတခြားကောင်မလေးတယောက်ယောက်ကိုစိတ်ဝင်စားဖို့ချိန်လဲရမှာမဟုတ်ပါဘူး။သူကအကိုကြီးလိုကွန်ပြင်းငါးရှာထွက်နေရသူဖြစ်သည်။အကိုကြီးလိုနေ့လယ်ဘက်တွင်ဘာမကပဲညဘက်တွင်မှကွန်ပြင်းစင်ရသည်။အသက်ကြီးနေပြီဖြစ်သောမိဘနှစ်ပါးအတွက် သူနေရောညပါအလုံးလုံးနေရသည်ပေါ့။ပြီးတော့အိယာခန္ဓာလေးဆုံဆုံလင်းလင်းရဖို့အတွက်သူမအတွက်ပေါ့။နှွဲ့ကြီးကျင်းနဲ့စွာပြုံးမိသည်။ တယောက်ထဲဘာတွေသဘောကျနေရလဲမေးတဲ့အကြောင်းဆက်ခနဲတုံအောင်လှန်သွားမိသည်ဖះရည်သူ့ပါလားအဝရဲရဲပေါ်မှာအကွက်အစင်းကြီးကြီးတွေပါတော့တယောက်ပိဆိုင်အင်ဂျင်နဲ့သူ့ကိုမှချိုးဤဆူရဲသောပေါန်တာနံကိုရလိုက်သည် ကမန်ကရန်အိမ်ဘက်စီလှန်ကြည့်လိုက်၏အမေကတော့မိဖို့ကြောင့်မှချက်ပြုတ်စီမံနေမှာပင် အဖေကပြန်မရောက်သည်အကိုကြီးရော ခုနအုံညွန်လေးတွေ ခြေစားမှာတော့စေလေးတတို့ခဲပြီးကိုတန်ခဲနဲ့အတူထွက်သွားသည်။အော်သူလည်းဖျားလှဲ့လိုက်မယ်ထင်ပါရဲ့လေ။တော်ပါသေးရဲ့။သူ့ဘက်ကိုရရဲတင်တင်လှဲ့ကြည့်လိုက်တော့သူ့မျက်နှာကအပြုံးတွေဝေစီလျက်။ဖျားလှဲ့လိုက်မလို့လား။တိုးလျှစွာမေးတော့သူကအပြုံးဖြင့်ခေါင်းငိမ့်ပြ၏။သူမမျက်နှာမှာလည်းအပြုံးတွေဝေစီကုန်၏။ရော့ သူကန်းသောလက်ထဲမှာစာရွက်ဖြူကောက်ကလေးဘသူမှအနားမှမရှိပေမဲ့ခိုးချောင်ခိုးဝက်သူ့ပေးတာကို သူမကလည်းလူမြင်သွားမှဆိုတာကြောင့်စက်ခနဲဆွဲယူပြီးဝင်းကျင်ဝဲရကိုမလုံမလဲကြည့်မိသေးသည်စာကမမြင်ဖက်သိလားပြီးတော့စာပြန်ရေးထားဖះလှဲ့လိုက်လိုက်တပိတ်ကိုင်းလာမယ်စာကိုတပိတ်ထဲထည့်လိုက်သိလားသူကအလင်းစလိုပြောပြီးထွက်သွားတော့နှွေးကြည်အလိုမကျစွာကြံခဲ့သည အခုပဲမှောင်စာပြိုနေပြီညာ၈နာရီလောက်ဆိုသူတို့ဖះလှဲ့လူရန်ကဒီအိနာရောက်လာလိမ့်မည်နှစ်နာရီကျော်ကျော်အချိန်တွင် သူစာဖတ်ဖို့တော့အတော်ကြိုးစားရမှာစာပြန်ရေးဖို့ဆိုတာကမလွယ်လွန်သည့်ကိစ္စဒါပေမဲ့စာတော့ပြန်ရေးရမှာပဲလीသူ့ကိုစိတ်အဖို့ထင်မဖြစ်စေခြင်းနေခင်ရောညပါကွန်ပြည့်ထွက်ရလွန်သဖြင့်သူ့မှာပင်မန်းလွန်လာသည် သူစူးစမ်းနေတာပဲ သူ့သားတွေတနေ့တခြားနဲ့ညိုလာတာသူ့လက်တွေဖုထစ်မာကျောလာတာတွေကပင် သူ့ဤပင်မန်းစွာစူးစမ်းမှုတွေအတွက်သက်သေဖြစ်နေသည်သူ့အတွက်စိတ်ပန်းဖြေကြည်နူးစရာက သူ့မစာလေးတွေပဲဖြစ်မည်သူများတွေလိုချိန်ချက်တွေ့ဖို့ကလည်းအချိန်တွေကရှားပါလွန်လာ၏နေခင်ကြတော့လူမြင်သူမြင်ညကြတော့ကိုကမရေသူကလည်းမအား ဒီတနှစ်အတွင်းရွာမှာအလှတွေဖျားပွဲလန်းရှိသည့်အချိန်တွေမှာသာ အချိန်များများစကားပြောခဲ့ရ၏သူစာကိုအိန္ဒာတက်ချင်ရန်ဆောင်ပြီးရင်ဖို့ဆိုးထိတ်စွာဖက်ရင်းနှွဲ့ကြည်ငိုချင်လာသည်ဖုန်ကြီးကြောင့်တွေ့ပိသားစွာဝိုင်းဆက်သောလရေးလေးတွေက သူမကိုဝန်းနေစေ၏အကိုအမေရဲ့မောင်တယောက်အတော်နေမကောင်းလို့ကြုံစုပ်ကိုတရင်သွားမိရမယ်အကိုကအမေကိုလိုက်ပို့ရလိမ့်မယ်နေမကောင်းမချင်းပြန်လာနိုင်မှာမဟုတ်ဘူး တလလည်းကြာကျင်ကြမယ်တလကြောကျင်လည်းကြော်မယ်ရွာနှင့်အလံဝေးလွန်သောနေရာကို သွားရမှာပါလားလူကြုံမရှိပါမရှိ စကားမပါဆမပါနိုင်သောနေရာကြီးကို သွားရမှာသူမဝမ်းနေစိတ်မကောင်းဖြစ်မိတာမလွန်ပါဘူးနော်အမေအိမ်နောက်ဖွေးမှာအလုရှုပ်နေတာကို သွားမကူအားပဲစွန်းစံကိစ္စပြင်တလို့လို့ဘာလို့လို့နဲ့အလုံများခြင်းအဆောင်ကစာရေးဖို့အိမ်ခန်းထဲဝင်ရ၏ အဖေပြန်မရောက်သေးတာရောအကိုကြီးမရှိတာရောသူမတို့ကံကောင်းလုံးနေသည်အကိုကြီးရှိလို့ကတော့သူ့ရဲ့အေးဆူဆူမျိုးလုံးကြီးတွေအောက်မှာရဲရဲတောင်မလှုပ်ရဲပါအရေးကြီးနေကမှ ခဲတံကရှာလို့မတွေ့ပြန်မူးနောက်နေအောင်ရှာပြီးဖျားဆင်ပေါ်မှာတွေ့ပြန်တော့ခဲတံကျိုးနေပြန်သည်ခဲတံခြုံဖို့အိမ်နောက်ဖွေးမှာစစ်တော်နှွာသည့်ဓာပါလေးကိုမရောမလဲဝင်ယူရပြန်၏ဘာလို့မလို့လဲ အမေစကားကိုဟိုလိုလိုဒီလိုလိုနဲ့မပြေပဲထွက်ခဲ့ပြီး ခဲရန်ကို အမြန်ချွန်ရ၏ခဲရန်မှတသားစာတွေကိုအစအနမကြံအောင်တုတ်တင်ရသေးသည် အကိုဟူစာရီတော့ဝမ်းနေသလိုငိုချင်သလိုဖြစ်လာသည်အရင်တုန်းကဆိုလျင်တော့သူ့စီစာရီတိုင်းမလုံးမလဲရှက်ပြုံနဲ့ခိုးကနေခစ်ကနေကြိတ်ပြီးရီမောခင်ရသည်ကြီးပင် အခုတော့နှွဲ့ကြည်ရီချင်းစိမ့်ရှိပါ သူကတော့အခုလိုချိန်တူတူအတွင်းသူမစီမှပြန်စာကရရှိပြီးခီးထွက်ရမည်အတွက်အရန်ကိုကြီးနှက်သွားမှာပါပဲ။စာကိုအဆုံးသက်ရေးပြီးချိန်မှာတော့ရေဒီယိုမှည9နာရီထိုးတန်ကြာရသည်။အဖေလည်းပြန်ရောက်လာပြီ။ညနေ6နာရီတွင်ချောင်းတစ်ဖက်ကမ်းမှဆထွက်သောဖျားလှဲ့လူတန်းသည်ယခုဒီမှာဘက်ကမ်းစီရောက်နေပြီဖြစ်သည်။ကျေးစီတန်းတနောင်နောင်ကိုကြားနေရပြီး အောက်လင်းဓမီရောင်တထိန်ထိန်ကိုပင်လှမ်းမြင်နေရပြီ အတွင်းငန်အင်ဂျီရင်ပတ်ချားမှညှက်ထားသည့်ဆောက်ောက်ကလေးကို ရှိမရှိစံကြည်ရသေးသည်အမေရိတ်ခြေကိုကြည့်တော့အမေသည်တပတ်တထဲပခုံးမော်တင်ပြီးဖျားလှဲ့နေစဉ်ထိုင်ကြောဖို့တင်မျိုးဖြာကလေးကိုအိမ်ပေါ်မှဆွဲချယူနေသည်ကျေးစီတန်းတစတစနေလာပြီခယူတင်မှုတ်တန်ရှည်လဲကြာရ၏ဖျားလူကြီး၏တရားဟောတာကလည်း အစွဲငင်နှင့်အတန်ချဲဆက်မှတဆင်ထွက်ပေါ်နေသည်။ဟဲ့ကောင်းမလေးစံစလုံးယူတော့လေနီးလာပြီ။အိမ်ပါဝရင်ငူတူတူရန်ငင်းနေမိ၍အမေကပြောသည်။မနေ့ကသူ့မျက်လုံးတွင်နှင့်စတင်ဆုံစည်းခဲ့ရာရှန်သားအင်ကြီးပန်းရောင်ကလေးကိုတေသက်စွာဆွဲဆန့်၏။ဒီအင်ကြီးကလေးကို တမင်အမြတ်တနိုးတင်ထားခဲ့တာဖြစ်သည်။စပင်ကိုလည်းရခင်နှစ်ကအတိုင်းစစ်ဆန်နှစ်ဖက်ခွဲစည်းထားလိုက်သည်။ ချိုဤဆူရဲသောပေါင်ဒါနန့်ကိုလည်းအနာမှဖြစ်သွားသူတွေရှူရှိုင်းမိလိမ့်မည်။ရှေ့ဆုံးမှဖျားလူကြီးကျဲသောပစံစိတ်တွေကိုရွာတစ်ပတ်လိုက်ကောက်နေကြသောဖျားလှဲ့လူတန်းဤရှေ့တော်ပြေးကလေးတအုပ်အင်းရှိမှဖြတ်တော်ရင်ဘက်ချာမှစားကောက်ကလေးကို အဖေတို့အမေတို့မမြင်အောင်ထုတ်၍လက်ထဲတွင် ကြည်ကြည်ပေါင်းဆုပ်ထားလိုက်သည်။အမေကတာလန်းမှနဘေးတွင် တင်မျိုးဖြာကလေးခင်း၍အဖေနှင့်အတူကြုံကြုံကလေးထိုင်ရင်းလောထီထားနေမိဖျောင်းနိုင်ကိုကံလန်ဖြက်ဝါးတိုင်ပေါ်တင်ပြီးထုံးနေချိန်မှာ အောင်းလင်းဓမီထန်လူနှအူဖြတ်သွားသည်သူတို့နောက်မှာဖက်ထရီနှင့်အတန်ချဲ့ဆက်ထန်လူတစုပြီးတော့တရားဟောဖျားလူကြီးတို့ကမိုက်ခွက်ကိုကင်လျက်ဖျားဟောတရားစာတွေတွတ်တွတ်ရွာလာသည်အရာတွေပြီးတော့အိုးစီဝိုင်းတဝိုင်း ဖျားဆင်းသူတစုပင့်ထားသည့်လူတယောက်စတိုက်ပါလာသည်တင်မြင်ွေဆင်းသူရော်တွင်ပန်းတွေအပြည့်ညွန့်ဝေလျက်ဖျောင်းနိုင်မိထင်ထင်နှင့်အမွေးတိုင်းနံကိုစူရဲစွာရှူရှမ်းရ၏နောက်မှဆက်လျက်ပါလာသောတပိတ်ကိုင်လူဤတပိတ်ထဲသို့ဆန္ဒစွန်လောင်းထဲ၏တပိတ်ကိုင်လာသူကသူမဟုတ်သေးပါဖျားတစုတပိတ်တလုံးဖြင့်စုစုပေါင်းလူအယောက်20ခန့်ကျော်သွားပြီ။ ဇွန်ကိုင်းညာလက်ထဲမှာဆာရွက်ခောက်ကလေးကလည်းချွေးစည်းတို့ဖြင့်ဆုံနေလောက်ပြီရှင်တွေကတဆက်ဆက်ခုန်နေ၏သူလာတော်မီနီးလာပြီပေါမလုံးမလဲနှင့်အနောက်ဖက်စီငဲ့ဆောင်ကြည့်တော့အဖေနှင့်အမေကဆင်းနုတော်တွေကိုကြည်ညိုစွာဥခိုင်းနေသည်အိုးစီတပိုင်းဆက်ဝင်လာပြီမို့လူရန်ကတဝါလောက်တော်ရှိနေပြီဟောအကိုကြီးအိုးစီဝါဤနောက်ဖက်မှဆက်၍ စင်းနူရော်တစုပိုင်လာသည်။သူရောဘယ်နေရာရောက်နေသလဲ။သူလာတော့မှာပါလိ။လူရန်ကတဝက်ကျော်နေပြီပဲ။ရှင်တွေပုတ်ခုံလာသည်။မျက်နှာတွေတောင်ထူအန်းလာသလိုပင်စွန်းငိုင်လက်တွေမတိမတားတုံချင်းနေပြီ။စွန်ကြီးဤလက်ကင်ရိုးနှင့်ရောဆုပ်ထားသောစားကောက်ကလေးလည်းချွေးဆူတုံခတ်နေလိမ့်မည်။တပိတ်တလုံးစံတစွန်ဖျားတဆူနောက်တစွန် လူရန်ကစိတ်စိတ်ဆက်လာသဖြင့်ခေါမမောအားတော်ပြီ။ဒါပေမဲ့ဒီစုံမှာတော့အလိုလိုမော့တင်လာသည်။ဇုံးကင်လက်ကိုခဏတန်၍မော့ကြည့်လိုက်။မနစ်ကကောင်းကျင်းမောင်းစားရင် ကြည်သောမျက်လုံးမျိုးနှင့်သူ့ကိုတွေ့ရသည်။ရှင်ကဒိတ်ခနဲ့ထိုးခုံနှင့်အတူဇုံးကင်လက်နှင့်ရောဆုပ်ထားသောစောက်ခေါက်ကလေးကိုဘလို့လွှတ်ချရမည်လဲအပြင်းထန်စဉ်းစားသည်။ဇုံးလက်ကင်ကအပြင်းမှခံနေပြီး စာကောက်ကလေးတီလက်ဖွားကြားမှာချွေးနှင်ကန်နေသည်ဒီဘက်ကလည်းဆန်စလုံးကိုကန်ရက်တာသူကခြေလမ်းမရွေ့သဖြင့်လူရန်ကရက်သွားသည်ရင်တွေအစမတန်ခုန်နေပါဘကောရှယ်ယွန်ထူအန်းသောမျက်နှာနှင့်ဇွန်းကိုစလုံးနဲ့လှွှတ်ချပြီးတပိတ်တတဲသူလက်ကိုဖြစ်ချလိုက်သည်ကရုံကရင်ခံစားမှုများကြားမှရှက်စိတ်လဲမှွန်ထူနေပြီရှက်လာပြီသူမဇွန်းကိုပြန်ကင်တော့ သူ့ခြေလန်းစာထွက်၏နောက်ပိုင်းတပိတ်ထဲတွေကိုတော့စံတွေကိုတစုံမိတစုံအတိမဲ့စွာ လောင်းထဲနေမိသည်ဖယား28စုတပိတ်28လုံးအပြီးမှကြေးရွာဝဲအတင်မှမိမပြိုများကယောဂီတပတ်တွေလွှမ်းခြုံကယောဂီလုံးကြီးများဆင်မြန်း၍အန်နီယကင်ပြိတရားတွေရွတ်ဖတ်လာကြသည်ဝိုးဖွေနောက်မှဒုဘက်ဝိုင်းတွင်မှာတော့နှကန်းနီရဲရဲဆိုထားသောမင်းသားငယ်သည် ချွေးလုံးတန်စွာနှင့်မင်းမြူးမြူးကြွားကြွားကခုံလာသည်လူရန်ဆုံးသွားတော့အဖေနှင့်အမေကဖျားချက်ကလေးဆွဲ၍အိမ်내ပြန်ဝင်သွားကြပြီအတော်လှမ်းသွားပြီဖြစ်သောလူရန်ဤဟိုးဘက်အစမှခယူသည်မှုတ်တန်ကိုကြားရသည်ပြီးတော့ခြေစီတန်ဖျားလှဲ့လူရန်ဤတာရုခေါ်တန်နှွဲ့ကြည်ပါရောယောင်၍တာရုခေါ်မိသေးသည်ပြီးမှဝါရမ်မော်ထွန်းသားသောဖျောင်းနိုင်ကိုဖြုတ်သည်အခုမှသတိထားမိသည် သူမရင်ခုန်တန်တွေမျက်နေတော့မှာလားလမ်းမဝဲရမျောကြည့်ရင်ရင်ခုန်လှုပ်ရှားနေသည်ပြန်မလာမချင်းတော့မျောနေမှာပဲလွမ်းနေမှာပဲဟိုရေးထားတာကိုသူဖတ်မိရင်တော့ခဏခွဲရမှာမို့ဝမ်းနေသည့်ကြားကကျိနဲ့သွားမှာပဲပေါ့ကျမ်းမာရေးကယူဆိုင်ပါအကိုရေဖရာတရားလည်းမမိနဲ့သူမရေးခဲ့သည့်အကြောင်းများကိုပြန်စင်စားရင်ငိုခြင်းတလို့လို့နှဲ့မင်းပြုံးမိပြန်သည် ဒီခီမှာဒီစားကလေးကသူ့အတွက်အလွမ်းပြေအဖို့တန်ပစ္စည်းပဲပေါ့ဝမ်းနေခြင်းမင်းမဲ့နှွဲ့ကြည်ကျင်းနေပါသည်စံစလုံးနဲ့ဇွန်ထဲ့ပြီးတစ်ဖက်ကကိုင်းတစ်ဖက်ကဖျောင်းနိုင်ကိုင်းပြီးကိုလှဲ့ကအိမ်ထဲဝင်မိပြင်တော့ဖျောင်းနိုင်မိအောင်အောက်ကလမ်းပေါ်မှာခပ်ဖြူဖြူပစ္စည်းလေးတစ်ခုကိုတွေ့ရသည်ဖះဖះစားကောက်ကလေးများလားရင်ခုန်ဆိုးရွံ့စွာနှင့်ပင်အမြန်ကောက်လိုက်၏ ဖနံမစည်းရသောဖျားလှဲ့လူရန်ဤခြေတော်ပေါင်းများစွာနေမိသည်ဖြင့်ဖုံတွင်နှင့်ညစ်ပေနေသောဆာရွက်ခောက်ကလေးသူမအလျင်စလိုဖြီလိုက်တော့အကိုဟူသောဆာလုံးကိုစတင်မြည်၏နှွေကြည်ရင်သည်ဆက်ခနဲခုံ၍စစ်ခနဲနာကျင်သွားသည်ညရေကရုတ်ချီးဝဲတလာသည်ဆာကောက်ကလေးကိုကြစ်ကြစ်ပောင်းဆုပ်ရင်းยีเวซวางเงไซนีมีดิเฮ้ก้าวมาลีบ้าหลุ่นนี่ดาโด ဝင်ခဲ့တော့လေအိမ်မော်မှလမ်းပြောတော့အမေတန်ကြားမှပင်တရေဝင်သည်ဖျောင်းနိုင်ကိုအရင်ညှိမှုပြီးမျက်တောင်တစ်ဖက်ဖြတ်ခဲ၍မျက်ရည်များကိုတင်စီသည် စားကောက်ကလေးကို ဖုံခါပြီး အတွင်းခံအင်ဂျီရင်ပတ်ချားတဲ့ပြန်လဲထုထဲလိုက်၏နှကန်းကိုတင်းတင်းကင်မိသည် သူမဤပေါ်ရမှုအတွက်သူမကို သူမအခွင့်မလွှတ်နိုင်ပြီရှင်တွေကဘာကြောင့်များထိမနိုင်တိမ်မရခုံခဲ့ရတာလဲ လက်တွေကရောဘာကြောင့်ဒီလောက်တုံရင်ခဲ့ရတာလဲအဲ့ဒါကြောင့်ဆာကတပိတ်ထဲမရောက်ခဲ့တာပါသူကမနှက်ဖြန်စောကြီးထပြီးခီးသွားတော်မီနှကန်းကိုကိုင်းအန်ကိုကြိတ်၍အတင်းထိန်ထားသည့်ကြားမှာအင်းရှိလေကားစီလှမ်းတက်မျက်ရည်တစ်စက်ကပေါက်ခနဲကြာလာ၏ င်ခုံပွင်နိုဝင်ဘာလ1997နားဆင်ပေးကြတာအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ကျမတို့နောက်ထပ် audio book မှာပြန်ဆုံကြမယ်နော်ကောင်းသောနေ့လေးဖြစ်ပါစေရှင်